thank you ီကမင်္ဂလာပါကီကမင်္ဂလာပါမင်္ဂလာပါရှင်ဟုတ်ဒီနေ့ပါဒီနေ့ပေါ်တော့ဒါဆရာတော်ကြီးရဲ့တက်တော်၈၁နှစ်ပြည့်ပြီဒီနေ့မှာဒါပါပြီးပါဝင်ဥပဒေကြည့်ခဲ့ရအောင်နော်ဒါလေးလည်းပြပြပါဦး ဆက်ပါအဲဒီနေ့ကဆရာတော်ဘုရားကြီးရဲ့တတ်တော်82နှစ်ပြည့်မွေးနေ့ပေါ့เนาะအဲဒီဖဖုံးဒီကျောင်းကဆိုရှင်ကိုနှစ်ယောက်စလုံးဆိုရင်အမျိုးတော်ရယ်ပေါ့เนาะဖဖုံးနဲ့ဆိုလို့ရှိရင်လည်းသူရဲ့မိတော်ရယ်အတွက်ကြောင့်အမြဲတမ်းလည်းရောက်ဖြစ်တယ်ကုသိုလ်ကြီးလည်းအများကြီးလုပ်ဖြစ်တယ်ဒါအုံမှမျိုးဖဖုံးကဒီကျောင်းမှာမထိုင် ဖြစ်ဘူးကျောင်းမရဲ့ချင်းနေအမေရိကန်မှာဒီဟိုကုသနေရယ်ပေါ့เนาะကျောင်းမရဲ့အကြောင်းဒါပေမဲ့မျိုးကျောင်းမှာလည်းဖဖုံးတတ်တော်တရားဒီမှာရှိနေတကယ်တော့ပဲမျိုးတို့ဒီမှာအလူလေးလုပ်ဖြစ်တယ်အခုဆိုရင်ဆရာတော်ကြီးအဦးစင်ဘလူးကနေပြီးတော့ဦးဆောင် ောင်ပြီးတော့ဒီနေ့မှာထပ်ပြီးတော့ကုသိုလ်လေးထပ်ပြီးတော့လုပ်ဖြစ်တယ်ပေါ့နော်ဒီမှာလဲမကူကနေပြီးတော့တနိုင်နဲ့ဖက်ကနေပြီးတော့အဲလောကဌာနလေးပေါ့အဲ့လိုမျိုးဒီနေ့ဆိုမကူဆန်လေးဝေဖြစ်တယ်အဲဒီလိုမျိုးလူရတဲ့အတွက်လည်းအယံဝမ်းသာတယ်အဲဒီဟာဦးမဖဖုံးရဲ့မွေးနေ့ဆိုတာလေးမှလိုက်ပြီးတော့ထပ်ပြီးတော့ပါဝင်ခွင့်ရတဲ့အတွက်လည်းပိုပြကုသိုလ်ထူရဲ့အဲ့လိုခံစားရပါတယ်ချက်ဖဖုံးရဲ့မွေးနေ့ရေလို့တော့မဟုတ်ဘူးပေါ့နော်ကီတို့ကအာနေ့စဉ်နေ့တိုင်းလာပြည့်နေ့မှာဆိုလို့ရှိရင်ဆရာတော်ဘုရားကြီးကိုဟိုပါပေါ့ရည်စူးပြီးတော့ပေါ့နော်အာဟိုကအဲ့လိုပဲဆရာတော်ကြီးရဲ့ တပည့်ရင်ပေါ့တပည့်ရင်ပေါ့နော်သမီးညီမလေးရဲ့အကူပေါ့အဲကိုဦးဇင်းကလူကနေပြီးတော့ဥထိုက်ထားပြီးတော့အမြဲတမ်းလာပြင်းနေဆိုလို့ရှိရင်အမြဲအလိုလိုဖြစ်တယ်ဒီလိုပွဲတွေမှာညီမလေးတို့ကလည်းတတော်တအားမှပါဝင်ဖြစ်တယ်ပေါ့နော်အမြဲတမ်းနောက်ကနေအမြဲစပိုးနေပေးရပေါ့နော်အဲ့လိုအာပါဝင်ပြီးတော့ အဖြစ်ပြရတဲ့အတွက်ကြောင့်အရန်လေးဝမ်းသာပါတယ်ဖုန်ဖုန်လည်းအခုအမေရိကန်နေကြည့်ပြီးတော့ဗီဒီယိုဝမ်းသာဖြစ်နေပါပါရှင်ဟုတ်ကဲ့ဒါဖုန်ဖုန်ယူနေတာပေါ့နော်ဒါ60တနစ်ပြရလေးစပြီးတော့ဒါသာသနာ့ရေးအမှုကိုပေါ့တောင်းပါအမ်ဒီတက်အများကြီးသာသနာ့ရေးပြုပြီးတော့ကုသိုလ်ရေးအများကြီးတော့ထပ်တွေ့ချင်းသေးရပေါ့နော်အခုမြို့တော့အွယ်ရောက်လာတဲ့အချိန်မှာကြာတော့ဖုန်ဖုန်နဲ့ကတိတ်မဆုံဖြစ်လိုက်တော့ဘူးမြို့တော့ဒီဒီမြို့ပစိုးရဲ့အနုပြန်လောကတွေမဝင်ခင်မှာပဲဖုန်ဖုန်ကနေအမေရိကသွားပြီးတော့ဘာဖြစ်နေရပေါ့နော်အခုဆိုညပတ်တွေကြာမှာပဲ စနစ်တက်လောက်မှဗီဒီယိုကောလောက်ပဲပြောဖြစ်တယ်။အဲလိုလဖုန်းတတိလေးနဲ့ကိုယ့်ရဲ့ဆွေမျိုးရင်းချာပြီးတော့ပြန်တွေ့ချင်တယ်။အမြန်ဆုံးကျမ်းမာပြီးတော့မကတို့ဒီမြန်မာပြည်ပြန်လာနိုင်ပါစေလို့ဆုတောင်းချင်ပါတယ်ရှင်။ ဟုတ်ကဲ့ဖဖုံးကဟိုဖဖုံးကဘောနော်အရင်တတိရပါတယ်ဟိုရန်ကုန်မြို့လည်းရန်ကုန်ပြန်လာကြည့်ချင်ပါတယ်ကဲတော့ငငယ်ကလေးကနေပြီးတော့မှအမြဲကဆိုတော့အဲ့လိုမျိုးနော်ရှေ့မှာဆိုလို့ရှိရင်ဖဖုံးကလေဟဲ့ဒီကအဲ့လိုမျိုးဆိုကရတယ်ဟဲ့လေတချင်းဆိုဆိုဆိုပြရတယ်ငငယ်ကလေးကတော့အရင်တတိရပါတယ်လို့ဖဖုံးဒီတတော်80တနစ်ကနေပြီးတော့နောက်နှစ်ပေါင်းညကျော်အထိပေါ့နော်တတော်တော်ရှေးပါစေဖဖုံးလည်းဒီထက်မကဘုန်းတို့ကိုကြည်ပါစေ ပြည်တွင်းပြပါသာသနာပြုဆရာတော်ကြီးဒီထက်မကပို့ပြီးတော့ အလောက်ဆောင်နိုင်ပါသေးတယ်အကြောင်းပြပါရှင်ဒီစတမိုင်း